ရှိဥသောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခမရဒီနေ့တော့လူသုံးတက်သောကြိမ်လုံးဆိုရက်ကောင်းစင်နဲ့ခေါ်ပေးတော်မှာဖြစ်ပါတယ်ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းခွန်စာပိုက်14မှ16ကိုဖတ်ပါမယ်ငါသည် သူအဘဖြစ်မည်သူသည်လည်းငါ၏သားဖြစ်လိမ့်မည်သူသည်ဒုစရိုက်ကိုပြုတ်လင် လူသုံးတက်သောကြိမ်လုံးနဲ့ငါဆုံးမမည်လူသားရိုက်တက်တဲ့ကဲ့သို့ငါရိုက်မည် တောက်ရတွင်တင့်ရှစ်မှာငါပယ်ရှားသောရှောလူ၌ငိုက်ကယုနာကိုနှုတ်ပယ်တဲ့ကဲ့သို့တင်းအသား၌ငါမနှုတ်သူဆိုရဒီနေရာမှာတော့ဒါဝိရဲ့မသားစဉ်မြစ်ဆက်ကိုပြောတာပါ ရှင်ဘီရင်တွေဖြစ်လာမယ့်အောင်ပြောတာဘုရားသခင်စကားနားမထောင်ဘူးမလိမ်ပါဘူးစိုးရဲဆိုရင်ဘုရားသခင်ကလူသုံးတက်တဲ့ကဲ့သို့နော်လူရိုက်တက်တဲ့ချိန်လုံးနဲ့အဖေကတောက်ရိုက်တယ်လို့မျိုးငါရိုက်မှာတဲ့လိမ်မလာအောင် သူ့ကိုအဲ့လိုငါဆုံးပါမယ်နော်အဲ့ဒါကြောင့်နဲ့မင်းရဲ့ရဇာပလင်မှာအောက်ဆက်ဖတ်မယ်ဆိုတော့မင်းရဲ့နိုင်ငံအာတဲ့မင်းရဲ့အမျိုးနွယ်နိုင်ငံဟာငါ့ရှစ်မှာအစင်မြတ်တည်မယ်မင်းရဲ့ရဇာပလင်လည်းအစင်မြတ်တည်လိမ့်မယ်ဆိုပြီးတော့မှဒေဗစ်ရှင်ပြန်ကြီးကိုဘုရားသခင်ဂရိပေးခြင်းဖြစ်ပါတယ်အဲ့ဒီမင်းရဲ့အမျိုးနွယ်မင်းရဲ့နိုင်ငံအစင်မြတ်တည်မယ် မင်းရဲ့ရာဇာပလင်အစင်မြတ်တည်မယ်ဆိုတာကဘာသူပြောလဲဆိုတော့ယေရှုကိုယူရတာဖြစ်ပါတယ်။အဲ့ဒီယေရှုကဒါဝိရဲ့မြမျိုးမျိုးနွယ်ကနေဆင်းသက်လာတာဖြစ်တယ်။ဒါနဲ့ကျွန်တော်တို့ဘာဆိုင်တယ်လဲဆရာတို့ပြောရင်တော့ဒီနေ့ယေရှုကိုယုံကြည်တော်သူအားလုံးတို့ဟာအားလုံးတို့ဟာအဲ့ဒီဒါဝိကိုပေးတဲ့ရာဇာပလင် နိုင်ငံနဲ့ဆိုင်တယ်။နော်။အဲ့ဒီနိုင်ငံတော်ရာဇာပလင်ကတော့ ဘယ်မှာရှိတယ်လဲဆိုရင်တော့ကျွန်တော်ရဲ့အထဲမှာရှိတယ်တဲ့လုကခန်းဆက်ခွန်စာပိုက်27မှာဤအရက်နဲ့ကြည်ပါထိုအရက်နဲ့ကြည်ပါပြောစရာအခွင့်မရှိအကြောင်းမူကားဘုရားသခင်နိုင်ငံတော်သည်သင်တို့အထဲ၌ရှိသည်ဟုမိန်တော်မူ၏အဲ့တော့ယေရှုကိုယုံကြည်တဲ့ယုံကြည်သူကျွန်တော်အားလုံးရဲ့နော်အထဲမှာနော် ဒိဗရှင်ပင်ကြီးကိုပေးထားတဲ့ဘုရားဂရိတော်တိဟုတော်မင်းရဲ့အရာစပလင်ဆိုတော့ဗာလေယေရှုဟာကျွန်တော်စိတ်လုံးမှာရာစပလင်ပလင်ပေါ်မှာထိုင် ပြီးတော့မှကျွန်တော်ကိုအုပ်ဆိုးမယ်ပြောချင်တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့တိဖို့ပါကျွန်တော်အလုံးယုံကြည်သူအလုံးကိုနော်အုပ်ဆိုးတဲ့သူဟာယေရှုရဲ့ ဝိညာဉ်တန်ရှင်သောဝိညာဉ်တော်ဘုရားသခင်ဝိညာဉ်တန်ရှင်သောဝိညာဉ်တော်ဖြစ်ပါတယ်။တရားယုံကြည်သူဖြစ်တယ်မှာတင့်စင်လုံးထဲမှာပလင်တီပြီးတော့မှဆိုးဆံတဲ့သူဟာတန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်။အဲ့ဒီပလင်ဘွားနဲ့တင့်ကိုဟောအုပ်ဆိုးနေတယ်။ဒီလိုပြောချင်တာဖြစ်တယ်။ဒါကြောင့်တစ်ခါလေးမှဒီနေ့ကျွန်တော်ရဲ့အသားသမီးတွေ သားသမီးဆိုဒီနဲ့တွေ့တဲ့မိဘတွေရှစ်တက်တယ်မလိန်ပါလို့စကားနားမထောင်လို့လမ်းလွဲသွားတဲ့အခါမှာမစိုးရိမ်ပါနဲ့လို့အပိတ်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အရေးကြီးဆုံးကတော့ဟိုဒါဝိတ်ကိုပေးတဲ့ဂရိတော်တိုင်းမှာမင်းရဲ့သားလို့ပြောတဲ့တိုင်းမှာဒီနေ့တင်းယုံကြည်လင်းတင်းနဲ့တင်းအိမ်သူအိမ်သားတို့ဒီကဲတင်တော်မူချင်းတို့ရောက်လိမ့်မယ်လို့ပြောတဲ့တိုင်းမှာ သင်ဟာသခင်ယေရှုမိမိကယ်တင်ရှင် ဖြစ်တယ်လို့ယုံကြည်ရုံမှန်နဲ့ဆိုရင်တော့တနေ့တစ်ချိန်မှာသင်ရဲ့သားသမီးတွေဟာယုံကြည်သူဖြစ်လာကြမှာသိချပါတယ်ကယ်တင်ခြင်းတို့ရောက်မှာသိချပါတယ်အကယ်၍ကယ်တင်ခြင်းတို့ရောက်ပြီးသားဆိုရင်လည်းလမ်းလွဲနေမရောက်သေးလို့လမ်းပဲလွဲလွဲရောက်ပြီးမှလမ်းလွဲပြီးသားစုသမီးစုကဲ့သို့ဖြစ်နေတယ်ဆိုရင်မဆိုရင်ပါနဲ့ခုနဒါဝိပြောလို့ပါပါပဲငါသည်သူ့အဘဖြစ်မိ သူဒီလဲငါ့တားဖြစ်လိမ့်မယ်သူဒီဒုစရိုက်ကိုပြုတ်လင်လူသုံးတက်တော့ချိန်လုံးနဲ့ငါဆုံးပါပြီလူသားရိုက်တက်တကယ်တော့ငါရိုက်မယ်သူ့အတွင်တင့်ရှင်းမှာငါပေတော့ရှောလူ၌ငါကိယုနာကိုနှုတ်ပေတကယ်တော့တင်းသားနိုင်ငါမနှုတ်ဘူးဒါကြောင့်တရားနော်မိဘဖြစ်ခဲ့တယ်ဆိုရင်တော့အပိချင်းနော်တဲ့အသားသမီးတွေကဲ့တင်ခြင်းမရသေးလို့စင်မပူနဲ့ တို့ကိုယုံကြည်စာအကြောင်းမရှင်းလဲဖျောက်ယုံမှာနှုတ်ကပတ်တော်ဝန်ခံမှာကဲတင်းရပိတာလမ်းမရောက်သွားရင်လဲစိတ်မပူပါနဲ့ဟောစိတ်မပူပါနဲ့အဲ့တော့ဘုရားသခင်ကိုသာယုံမှာစုပ်ပဲတောင်းပင်းနေပါဘုရားသခင်ကဘုရားသခင်ကဟာလာသူအဘဖြစ်မယ်တဲ့သူကသူဒီလဲငါ့ရဲ့တားဖြစ်မယ်အဲ့လိုပြောပါတယ်သူစရုပ်ပြင်ပြုတ်ရင် အဘကတောက်ချိန်လို့နဲ့စုံမလို့ရက်တယ်လို့ငါရိုက်မယ်သူတို့ပြောပါတယ်နော်ဒါကြောင့်ဟိုဒီနေ့မိဘမျိုးအားပေးချင်ပါတယ်သားသမီးမလိမ်မာတဲ့သားသမီးရှင်စိတ်မပူပါနဲ့လို့နော်မစိုးရင်ပါနဲ့လို့ဖျားသခင်ကိုယုံပါပြောချင်တယ်နော်အဲ့တော့ဟေဘဲခန်းစနစ်စာပိုက်6ဟာ8ထိမှာဖျားသခင်ကချစ်တော်မူသောသူကိုစုံမတော်မူတိုင်လက်ခံတော်မူ သမယတော်သားတို့ကိုတန်ခတ်တော်မူတည်းအဘကသားကို ဆုံးမလို့ဆုံးမတယ်ယုံကြည်သူများအလုံးတည်တဲ့အတိုင်းပဲပျောက်တော်သားလောကခန်း15မှာရှိပါတယ်အမလိန်မာတဲ့သားလေးပေါ့အဖေကိုဆွတ်ပြီးထွက်သွားတယ်အဖေကဘာမှမတတ်နိုင်ပါဘူးလိုက်လည်းမရှာပါဘူးအရွယ်ရောက်ပြီးသားလေဟောသားလေအဲ့တော့အဲ့အရွယ်ရောက်ပြီးသားသားကိုသားဆိုသမီးဆို အဖေအမေကလည်းချိန်လုံးနဲ့ရက်လို့မရပါဘူးငယ်ရွယ်တဲ့ချိန်မှသာချိန်လုံးနဲ့ရက်ရတာဖြစ်တယ်သူ့အတွက်ဖျားသခင်ကအဲ့ခုနတာမလိမ်မာတဲ့တာလေးပြတ်တော့တာကိုဘာချိန်လုံးနဲ့ရက်လိုက်လဲလူသုံးတက်တော့ချိန်လုံးနဲ့ရက်တယ်ဆိုတော့ဘလို့ရက်လဲဆိုတော့နော်အစာခေါင်းပါတယ်ပြီးတော့အလုတ်လက်မဲ့ဖြစ်တယ်ပြီးတော့ရတဲ့အလုတ်ကလည်း တကယ့်ကိုနှိမ်ကြတဲ့အလုပ်ဖြစ်ပြီးတော့ဆင်းရဲငတ်မွချင်းချိန်လုံးနဲ့ရိုက်တာတွေ့ရတယ်။အဲ့ဒီခါမှအဲ့သားကနောင်တရပြီးတော့မှအဖေစီကိုပြန်ရောက်တယ်။ဒါဘုရားသခင်စီကိုပြန်ရောက်တော့နဲ့လည်းအတူတူပဲ။ဒီတိုင်းမှာပဲဒီနေ့နော်မိဘများအားပေးချင်ပါတယ်။နော်တားဆိုးတပိဆိုးတွေရှိလို့နော်ဟိုစိတ်မပူပါနဲ့လို့နော်ဘုရားသခင်ကိုသာယုံကြည်ပါလို့အဲ့ဒီတားသမီးတွေမယုံရရင်လည်းဘုရားကတော့ယုံကြည်လို့ရပါတယ်။ ယုံကြည်ပါเนาะအဲ့တော့လူတုံးတက်တဲ့ချိန်လုံးနဲ့ဘုရားသခင်ကဆုံးမသူဟာเนาะနောင်တရပြီတော့မှသူတို့စီကိုပြန်လာမှာဖြစ်တယ်ဘုရားသခင်စီကိုပြန်ရောက်မှာဖြစ်တယ်เนาะထုခါမှာဒီနေ့ဘုရားဂရိတော်ဟာเนาะတင်းရဲ့သားငါမပယ်ဘူးမင်းရဲ့ရာဇာပလင်ဟာเนาะမင်းရဲ့နိုင်ငံဟာငါရှင်မအရှင်မြတ်တည်မယ်ဆိုတဲ့အတိုင်းပဲဒီနေ့ အစဉ်မြဲတင့်သားသမီးရဲ့စိတ်နှလုံးမှာတင့်စိတ်နှလုံးမှာတန်ရှင်တော်ဝိညာဉ်တော်ဟာပလင်တီးပြီးတော့မှဆိုးဆံပြီးတော့မှတင့်ကိုအစဉ်မြဲအုပ်စုသွားလိမ့်မယ်ထို့သောအဖြစ်တင်တဲ့တိမိသားစွာဖြစ်ဘုရားသခင်ရဲ့ဘုံထင်ရှားလိမ့်မယ်လို့ခွာပေးရင်လည်းဒီကောင်ချုပ်ပါရယ်ဘုရားသခင်နေ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်